တော်ကဒီနေ့ကျွန်တော်စစ်စစ်ခွဲခြားစဉ်းစားခြင်း လုပ်ငန်းစတင်မှုဘာတွေလိုအပ်တယ်လဲဆွေးနွေးပါမယ်စစ်စစ်ခွဲခြားစဉ်းစားတဲ့အကျင့်လို့တော့လို့ချင်ပါတယ်ဘယ်ကဘယ်လိုစရမှန်းမသိဘူးလို့ဆိုများအတွက်အဓိကရည်ရွယ်တာပါအယုံမလွယ်မှုနဲ့စူးစမ်းသိရှိလိုစိတ်စိတ်နေစိတ်ထားနှစ်ခုလိုအပ်ပါတယ်ပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းက Facebook post ကမှာ ပင်လေရီပါကြောင့်ကန်တလေမိကွန်ဆရာသမားအဆင့်ပုဂ္ဂိုလ်တူကသူ့တပည့်ကိုပြီးတာတွေ့လိုက်ရပါတယ်။တပည့်ကမဖြေနိုင်တဲ့အခါကြာလို့ငန္တာလို့ပုဂ္ဂိုလ်ကိုယ်တိုင်ကအဖြေပေးပါတယ်။ယေတုတခုအစကယေဂျူဖြစ်ပါစေတာရှိထားယုံနဲ့ရေငံဖြစ်သွားမယ်လို့အတိတ်ပဲရတာပေါ့။ဒီနေရာမှာပုစ်ရဲ့ရှင်းတော့အသွာလာဆန်းစစ်ပါမှ ပုဂ္ဂိုလ်ပါကိုရေညွှန်းတာလဲသိမြင်နိုင်ပါမယ်။အိဆာတခုမှာမြတ်မြတ်တရမစင်းစားရဘဲ တစ်ဖက်သက်တည်ယူဆံဖြစ်နေရသလားလို့ပြောဆိုဆုံးမနေတဲ့အခင်းချင်းဖြစ်ပါတယ်။ဆရာကပင်လေကြီးကြာလီငန်းလီ ဖြစ်တယ်လို့တပည့်ဟာလည်းအသက်ကြီးလေ အချိန်မစည်းလေပဲလို့ဆိုလိုချင်တာလို့မှတ်ယူရမှာပေါ့။ပင်လေကြီးကြာလီငန်းလီဆိုတော့ကိုကျွန်တော်အနေနဲ့စိုးရကတက်ဆရာမရှိပါဘူး။မသိရှိသေးသူများအတွက်ဘာကြောင့်လဲနောက်မှအသေးစိတ်ရှင်းပြပါမယ်။ကျွန်တော်ပုံပြင်မကြတာကဆရာကတပည့်ကို ပင်လေကြီးဘာကြောင့်ငံတလဲဓာတ်ရိုက်မိကွန်းထုတ်အပြီးမှာသူကြိုင်ပြတဲ့ကြာလို့ငံတဲ့အဖြစ်ကတခုတပည့်ကဘာဆောဂါမှမတက်ဆရာအဖြစ်ကိုလက်ခံတာကနောက်တခုဖြစ်ပါတယ်ယခုဗီဒီယိုကြည့်ရှုနေသူရောပင်လေကြီးဘာကြောင့်ငံကြာလို့ငံဆိုတဲ့ရှင်းပြချက်လက်ခံပါလားကျွန်တော်ចောင်းသားဘွားကသူငယ်ချင်းတယောက်ရှိခဲ့ပါတယ် စားလုပ်ငန်းမိသားစုကဖြစ်လို့သူတို့ရဲ့စားကွင်းအင်္ဂလိပ်လို salt pans ခေါ်တာပေါ့ဒွေစီအလေပတ်တော့ရောက်ဖူးပါတယ်ပင်လေရေကို စားကွင်းနေတဲ့ရေဝင်ပေါက်သို့မဟုတ်ရေဆက်ကထက်နေလှမ်းရေအငွေ့ပြန်စီပြီး ပုံဆောင်ခဲဖြစ်လာတဲ့စားပွင့်တွေကိုစုဆောင်ရတာဖြစ်ပါတယ်ပင်လေရေငံရခြင်းကို စားပျော်ဝင်ပါရှိနေလို့လို့အဖြေတဆင့်ပေးနေတာပေါ့ ဒီတဆင့်တက်နားလေယုံနဲ့လည်းမကျေနပ်သင့်ပါဘူးကဘာကြီးရဲ့ပင်လေအသီးသီးမှနေမင်းအပူဓာတ်ကြောင့်ရင်ငွေ့ပြန်ရင်ငွေ့လီကောင်းကင်မှာစူးစီးပြီးမုတ်တိမ်ဖြစ်တိမ်သေးလေးတက်ရလွင့်ကုန်းမီအပေါ်မိုးရွာနှင်းကြတဲ့အခါမြေရချောင်းရဖြစ်နေမြင့်ရမှနှိမ့်ရစီးစင်းနောက်ဆုံးပင်လေပြင်သို့ဝင်ရောက်ခီးဆုံးတယ်မြေချောင်းစီးစင်းရလမ်းကြောင်းမိသားစုက စားနဲ့အခြားဓာတုပစ္စည်းများကိုပင်လေတဲ့တိုက်စားတိုက်ဖြောသဲဆောင်ပါတယ်ဒီလိုဆိုတော့ရေသန့်သက်သက်ကိုရင်ွေပြန်ဖြစ်စင်တဲ့ပင်လယ်မှထုတ်ယူတဲ့မြေဓူးကစားကိုတော့စီးဆင်းတဲ့ရေကပင်လေတဲ့ဖြစ်ဆွတ်တာပေါ့ဒီအကြော့ကြော့ဖြစ်စင်ကိုရေတန်တရာ water cycle လို့ခေါ်ပါတယ်ပင်လေရေငန်တာကြာလီငန်လီဖြစ်တာအံ့ဩစရာမရှိပါဘူး ရည်သက်ရယူဖို့ပေါင်းအိုးမှာရည်ညစ်ကိုပေါင်းခန္ဓာနဲ့ပမာပုံနှိုင်းနေပါတယ်။ဆိုခဲ့တဲ့အခင်းချင်းမှာတပည့်ဘက်ကထုံပြနိုင်သောဤသုံးဤရှိတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဆရာပြောတာမို့ဟုတ်မှာမှန်မှာပဲလုံးဝအုပ်ဆုံးယုံကြည်လက်ခံနိုင်တယ်။တစိတပိုင်းမှန်ရင်တော့အလုံးစုံပြေဝမှန်သလားတန်တရားပေါ်ပေါက်နိုင်တယ်သို့သောဤတန်တရားခက် အသိပညာနားလည်ရင်တောင်မြမအများစုအနေနဲ့ဩဇာတိတ်ကမကြီးသူကိုယူသည်လေးစားလွန်တာကြောင့်အ धिक အာရုံပြုစရာမဟုတ်ဘူးလေအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလေဆိုပြီးနှုတ်ဆက်နေလေရှိပါတယ်ဒါကြောင့်လဲစကားတထိုင်တည်းမှာမိများစူးစမ်းမဲ့သူ မရှိသလောက်ရှားပါတယ်တပည့်ရဲ့တားငယ်တမိငယ်အဲ့ဒီစကားဝိုင်းမှာရှိနေကြရဆိုပါစို့တပည့် မိသားစုအိမ်ပြန်လမ်းမှာ ရေတန်တရာအချောင်းတိတဲ့တပည့်ကသူ့ကလေးတွေကိုပင်လေရေဟာကြာလို့ငန်တယ်ဆိုရဲရှင်းလင်းချက်မပြေစုံကြောင်း ထောက်ပြသင့်ပါသလားမထောက်ပြရင်ဒီတပည့်ဟာသူ့သားသမီးတွေအထွက်နမူနာကောင်းဖြစ်မှာလားမိမိရဲ့ဆရာသမားမိမိရဲ့အထက်လူကြီးဖြစ်ပါစေဒီဆရာဒီလူကြီးပြောတိုင်းမှန်ရမှာပဲပြည့်စုံမှာပဲလို့ အလူလျောက်မမှတ်ယူသင့်ပါဘူးစီးစစ်ခွဲခြားစဉ်းစားခြင်းအကျင့်ဘယ်လိုဆရမယ်မသိဘူးလို့ဆိုသူများကိုယခုဖြစ်ရကိုအမိပြုပြီးအကြံအခုပြုလိုပါတယ်ပထမဒုတိယပြောဆိုချက်ကိုမိမိမှာရှိပြီးအသိဉာဏ်ပညာနဲ့ချိန်ထိုးဖြစ်နိုင်မဖြစ်နိုင်အရင်စဉ်းစားနောက် လုံလောက်ပြည့်စုံသောအဆူဟုတ်မဟုတ်အ ਨੇ ဆုံးကိုယ်စိတ်ထဲမိကွန်းထုတ်စမ်းစစ်ဖို့လိုပါတယ်ပျော်တိုင်းမြုံနေပို့ ဒုတိယအနေနဲ့အဲ့ဒီပြောဆိုချက်ကအဆိုတစ်ခုခုနဲ့ပတ်သက်ပြီးဘာထပ်သိစရာရှိသေးသလဲစူဇန်လီလာသိမှာလေစူဇန်သိရှိလို့စိတ်ရှိတင်တာပေါ့မြမောက်ခင်မှာဒုတိယကပင်လေရီဘာကြောင့်ကံကြာလို့ငံလို့ဆိုလာရင် သူဟာအပေါ်ရန်အဆင့်ဝဒူဝါရာအသိဉာဏ်ရှိသူသာဖြစ်ပါတယ်အဲ့ဒီအဆင့်ထက်နည်းနည်းသော တိညာအစဉ်စဉ်ရှိကြောင်းယခု slide ကိုကြည့်သိနိုင်ပါတယ်။ရည်တန်တရားကြာမြင့်လေပင်လေရည်ငန်းလေဆိုတာမှန်ပေမဲ့ကြာလို့ပင်လေရည်ငန်းတယ်နောက်တနည်းကြာုံနဲ့ပင်လေရည်ငန်းတယ်ဆိုတာကြတော့မပြည့်စုံတာဒီမကမမှန်ကန်ဘူးလို့ပါပြောရမှာဖြစ်ပါတယ်။လူတိုင်းကိုကိုကိုမီးတင်တာက ကိုဘယ် အသိဉာဏ်အဆင့်ရှိတဲ့သူဖြစ်နေတာလဲဆိုတာပါဆရာကဘာကြောင့်ပင်လေကြီးဟာကြာလို့ငန္တာ ပြောရတယ်လဲဘယ်ရင်းမြစ်ကိုကိုးကားတယ်လဲမေးစရာရှိပါတယ်ကျွန်တော်ပြောတဲ့ Facebook post မှာဆရာကခင်မီသိပ္ပံပညာအရရေတန်တရားအပေါ်သိရှိနားလည်ထားမှုကိုမရည်ညွှန်းပါဘူးရှင်းဟောင်းကျမ်းဂန်တစ်ခုကိုကိုးကားထားတာပါအဲ့ဒီကျမ်းဂန်ရေးသားသူ သူခေသူကာလကနားလည်မှုနဲ့ပြောဆိုရေးသားတာကိုကျွန်တော်အပြစ်မဆိုလိုပါဘူးပင်လေရည်ရဲ့အငန်တကြာလီပူလီဆိုတဲ့အသည့်ဟာခေရှိပြေအသည့်ဖြစ်မှာသိကြပါရဲကြာယုံတက်တက်နဲ့ငန်တာတော့မဟုတ်ဘူးပေါ့ခေမီသိရှိနားလည်မှုရပင်လေရည်ကြာရင်ငန်တယ်ကြာလီငန်လီဆိုတာအ ਨੇ စုံအပေါ်ရန်အဖြစ်မှန်ကန်တယ်လို့လက်ခံရပါမယ် ဒါပေမဲ့ကြာလို့ပင်လေရေငန်တယ်နောက်တနည်းကြာယုံနဲ့ပင်လေရေငန်တယ်ဆိုတာကြတော့မမှန်ကန်ဘူးလို့ယက်တိပြပြောရရပါမယ်ကျေးဇူးတင်ပါတယ်